ကချင်းပြည်နယ်ဗမော်မျိုးသိန်းတိုင်ပွဲအတွင်းစစ်ကောင်စီဘက်ကအရာရှိရှေးဦးအပါဝင်တပ်ဖွဲ့ဝင်900နီးပါးတေဆုံးကြောက်ဆုံးမှုတွေရှိနေတယ်လို့သိရပါဗျ။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပြီးခဲ့တဲ့ဒီဇင်ဘာ24ရက်ကနေမက်လ25ရက်ထိပေးပို့တဲ့စီးရင်အရဗမော်တိုင်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်496ဦးရှိပြီးအရာရှိ10ဦးပါဝင်တယ်လို့စီးရင်တရင်ရှင်မြစ်ထံကသိရပါဗျ။ စစ်တပ်က drone နဲ့အဓိက3မီတန်ခိုက်လို့ KIA ဘက်ကထိခိုက်မှုရှိတယ်လို့စစ်တပ်ဘက်ကလည်းရာချီသေဆုံးမှုရှိတယ်။တရင်ဌာနချုပ်20လောက်ကိုပတ်တိုက်နေရတာမှုအချိန်ယူရပါတယ်လို့စီးရီးသတင်းရမြစ်က AR Times ကိုပြောပါတယ်။တချင်းလုံးလိုက်တက်မတော့ KIA ကဗမာမျိုးသိန်းတိုင်ပွဲကိုပြီးခဲ့တဲ့ဒီဇင်ဘာ၄ရက်ကစတင်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေများတယ်လို့သိရပါတယ်။ စစ်ကောင်စီကဗမော်မြို့ကိုဧပြီလ9ရက်ထိလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေပြီးဒရုန်းပုံးတွေပါကျဲချတိုက်ခိုက်နေတယ်လို့ကချင်တရင်းညစ်မြစ်ထံကသိရပါဗျ။စစ်တပ်ကအပြည့်ရတဲ့ပြောပေမဲ့မြေပြင်မှာတော့အပြစ်မရပါဘူး။ဗမောဘုံဘုံထောင်လျှောက်ကျဲတဲ့စစ်ကြောင်းထိုးတဲ့ဒီနေ့မနက်ဘုံလာကျဲပါတယ်လို့ကချင်သတင်းရှင်မြစ်က ERI Times ကိုပြောပါရယ် စစ်ကောင်စီက drone နည်းပညာကိုမြင့်တင်ပြီး drone အထူးတံဖွဲ့တွေထားပြီးတိုက်ခိုက်နေက KAI ဘက်ကပြစ်ချလိုက်တဲ့ drone အရေးအတွက်ကိုအစားထိုးနိုင်မှုအရေးပေါ်တောင်းခံမှုတွေရှိတယ်လို့သိရပါတယ်စစ်ကောင်စီဟာ hazard drone နဲ့ heavy drone drone တပ်ဖွဲ့နှစ်ခုခွဲပြီး drone နည်းပညာကျွမ်းကျင်အဖွဲ့တွေနဲ့ပြည်ရင်းထုတ် drone တွေကိုပါနည်းပညာမြင့်သုံးစွဲလာခြင်းဖြစ်ပါတယ်